ဒီဗီဗီတပည့်ကပြန်ကြိုးဆိုပါတယ်ဒီနေ့ကျွန်တော်ဆွေးနွေးနေတဲ့အကြောင်းအရာကမွေးသားကောင်ဖြစ်နေလူငယ်တွေဘယ်လိုဆွဲထုတ်ကြမလဲနီလန်းဘယ်လိုရှာကြမလဲအကြောင်းဆွေးနွေးနေတာဖြစ်ပါတယ်ဥဆောင်ဆွေးနွေးသူမှာမေးခွန်းတွေရှိနေပါတယ်ဒီမေးခွန်းတွေမဖြေခင်ကျွန်တော်ပြည့်သက်ကိုနောက်ထပ်နှစ်ယောက်လောက်အလှည့်ပေးလိုက်ပါဦးမယ်ဒီဘက်ကဆရာအရင်အလှည့်ပေးပါပြင်ဒီဘက်ကပြေးပါလူငယ်တွေနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံမှာ အမတန်ကိုစိုးရွားနေတဲ့အခြေအနေကိုရောက်ရှိနေပါတယ်မြန်မာနိုင်ငံရန်ကုန်မြို့မှာဆိုလို့ရှိလို့ရှိရင်ဘီယာဆိုင်တွေအနှံ့ပြားအရက်ဆိုင်တွေအနှံ့ပြား မွေးစေဝါရဲ့အစအလဲအရက်တို့ဘီယာတို့ကစတာဖြစ်ပါတယ်။အဲ့ဒီလိုမှ तू ကဆေးပြားအဆင့်ကိုတက်လန်းသွားတာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့ဒီဆိုင်တွေကိုပိတ်သိမ်းပေးလို့ရှိရင်တော့လူငယ်တွေအတွက်အများကြီးအထောက်အကူပြုမယ်လို့လည်းကျွန်တော်ထင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။ထုတ်လုပ်သူရှိတဲ့အတွက်ကြောင့်ဖြန့်ဖြူးတဲ့လူရှိလာတယ်။ဖြန့်ဖြူးတဲ့လူရှိတဲ့အတွက်ကြောင့်သုံးဆွဲသူဆိုတာဖြစ်ပေါ်လာပါတယ်။ထုတ်လုပ်တဲ့လူကိုအမြင့်ပြအောင်လှုပ်လိုက်ရင် ဘာမှဒီကိစ္စပြီးသွားပြီအဲ့တချက်ထင်းတဲ့ကိုအားလုံးပြတ်သွားပြီဒီနှစ်2015မှာမိတဲ့ဥစ္စာကြီးကဘာမှစံချိန်တင်လောက်အောင်မိတယ်ဟုတ်ဒါတွေဟာဒီအထဲမှာအာနာပိုင်းနေခရိုနီတွေပတ်စံရှိတဲ့လူတွေပါနေတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ဖမ်းလို့မရဘူးပြန့်နှံ့နေတယ်ဆိုတာလုံးဝထင်ရှားနေပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်2000ကတော့ငါးငါးခါဝင်နေထောင်ထဲမှာကျွန်တော်ကြာခဲ့ဘူးလေ ထောင်ချောက်အထက်မှာမွေးဇေဝါနဲ့ကြားတဲ့လူတွေတော်တော်များသုံးဆွဲသူတွေများတယ်။သုံးဆွဲသူတွေကသူတို့ကဘယ်လိုပြောလဲဆိုတော့ဒီမွေးဇေဝါသုံးဆွဲခြင်းရှိမရှိစေးစစ်တဲ့အခါလက်ဘေးလက်ယူတွေလုတ်ပြီးတော့စေးစစ်လို့ရတယ်ဆိုတာကိုကျွန်တော်ကြားခဲ့။အဲ့ဒါကတကယ်အဲ့လိုမျိုးတွေလက်ဘေးလက်ယူမှုနဲ့စေးစစ်တာလူလူရလာဆိုကျွန်တော်သိကျင်တာ။ဟုတ်ကျေးဇူးတင်ကျွန်တော်မေးကျင်တာ။ကျေးဇူး။ဆယ်နှစ်ဟိုနားလည်မလားမသိဘူးနောက်ဆုံးမေးခွန်းအရင်စားလိုက်အောင်စေးမကြောက် တပိလိုက်လို့လို့ရလားအမှုဖြစ်ပြီဆိုရင်ဖမ်းပြီဆိုရင်ဒီကတော့သူတို့သူတို့ဘိုက်ပါကျွန်တော်တို့ကစစ်တယ်တယ်မှာကျွန်တော်မပေါ့ကျွန်တော်ကတော့ပို့လိုက်တာပဲပို့လိုက်ပြီးတော့အောင်တယ်ပေါင်တယ်တော့ဒါရေးရေးရောဆိုင်ဓာတုဝိဒဝင်တိတိကျကျဆရာမဖြေနိုင်ဘူးနော်ဟုတ်တယ်မဖြေနိုင်ဓာတုဝိဒဝင်ဓာတုဝိဒဝင်ကလောက်အောင်အဲ့တော့ဦးမြခိုင်ကိုမေးချင်တာကဒီပညာပေးရလုံကောင်အခုအများစုပြောသွားတယ်လူငယ်တွေမေးဆိုတာသုံးဆွဲနေရမှာဒီပညာပေးရလုံကောင်အားနေနေတယ်အเจ้าနေမှာဒီ report card ထုတ်တဲ့နေရမှာပေါ့နော်ဒါမှမဟုတ်လေ ဝေးစေဝါကင်းစင်တဲ့လူမှဆောင်းမဲဖြေလို့ရမယ်ဆိုမျိုးဆေးပုံမှန်စစ်ပင်းလူငယ်တွေမှာနေမယ်နော်မိဘကိုပညာပေးဖို့လိုတယ်ပညာပေးရပိုင်းဆက်လုပ်နေဆိုရင်အားနေနေသေးပုံရအဲခင်ဗျားဟိုဆရာတင်ပြဆိုပါမိဘတွေကိုလည်းကျွန်တော်တို့ကပညာပေးရထင်မှာပါပါလေအခုဆိုရင်ယောက်ျားလေးတွေမကအောင်မင်းကလေးပါသူ့ရဲ့ behavior change ချက်သူ့ဘရိုရဲ့အမူအရာရှိတယ်တွေ့ဝေနေတာထိုင်ပိုင်နေတာသူ့ရဲ့အမူအရာပြက်တာနဲ့ဒီမိဘတွေဟာတာမီးကို watch လုပ်ပြီးစောင့်ကြည့်ပေးဖို့အဲထူးခြားတာလည်းကျွန်တော်တို့ ဟာတာဝန်ရှိတဲ့လူတွေညှိနှိုင်းမှာညှိနှိုင်းပြီးတော့ဒီကလေးကိုဘယ်လိုဆက်ပြီးတော့သူဘာတွေလုပ်တယ်လဲပြုပြင်ပြောင်းလဲမို့အဲ့ဒါကျွန်တော်တို့မိသားစုတွေပါကျွန်တော်တို့ကချိန်ချက်လုပ်ပါတယ်အခုပြီးခဲ့တဲ့ခုနှစ်ရဆိုရင်တပတ်ပဲရှိပါကျွန်တော်တဝယ်ကပြန်လာတာပါတဝယ်ကြေးရွာ44ရွာအထိကျွန်တော်တို့ဆင်းပြီးတော့ဒီကိစ္စကိုဆောင်ရွက်ခဲ့ပါဟုတ်ကဲ့ဇာကနာစကားဖြတ်လိုက်လို့ sorry ပါနော်ရွာသားကြီးမှာမပုံတင်ရတယ်ကုနာပြင်စမ်းလို့ဆွေးနွေးကြပြောတယ်ဒါပေမဲ့ तू ကောင်းမွန်တဲ့ဒီအချံပေးတာတွေနှစ်သိမ့်ဆွေးနွေးတာတွေမလုပ်ဘူးလို့ပြောတယ် ဒါ तू က तू ကဘယ်တော့လာတက်သွားမှမသိဘူးကျွန်တော်ဒီမှာကအရာရှိတောင်ရှိတယ်ဂဇက်တဲ့ officer အဆင့်စေးလူမှုအရာရှိဆိုဒီဘက်ခင်မှာတေချာလုပ်ကျွန်တော်တို့က counseling လုပ်ပြီးတာနဲ့တခါတည်း HIV ဘိုးရှိမရှိစစ်တယ် poster counseling လုပ်တယ် B ဘိုးစစ်တယ် C ဘိုးစစ်တယ်ပြီးရင် B ဘိုးကာကွယ်ဆေးတခါတည်းထုတ်ပေးတယ်တော်တော့တစ်ခေါက်ပြန်ထွက်လိုက်မှလည်းတွေ့ရတယ်ဟုတ်တယ်သူတို့ပြန်တော့သူတို့တွေကဒီလိုပဲ ြောနေကြတာပဲအဲဆိုတော့တေချာမသိဘူးလို့ရလားမသိဘူးရရပါတယ်ခုနကကျွန်တော်တို့ဒီခုနတိုက်ဖြတ်တဲ့နေရာမှာငွေကျင်းအင်အားလိုတယ်ဆိုတာမျိုးတော့ကျွန်တော်ကတော့နည်းနည်းသိလက်မခံချင်ဘူးဗျဘာလို့ဆိုတော့ကျွန်တော်ကလူသားရင်းနှီးကိုကျွန်တော်မရှိထားဘူးကျွန်တော်ပေါ့နော်ကျွန်တော်လူသားရင်းနှီးဆိုရခုနလူငယ်တွေပါပဲကျွန်တော်ငွေထုတ်ထားပြီးတော့မှပြည့်စုံထားပြီးတော့ဟာမရှိဘူးအဲ့ဒါမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဟာငွေသားကိုပို့ပြီးတုံးချလို့ထင်တယ်ဟုတ်ပါဘယ်နိုင်ငံမှာဖြစ်သူများနိုင်ငံမှာလည်းပဲနိုင်ငံထူထောင်ဖို့လို့ဆိုလို့ရှိရင် လူသားချင်းတွေကိုပဲလုပ်တယ်ဒီလူငယ်တွေကိုပဲပြုပြင်မွမ်းမံတယ်ဒီဟာတွေကအစသူတို့ကိုယ်တိုင်ပြဿနာရောရင်းမြုံမြင့်သူတို့ကိုယ်တိုင်ဖြေရှင်းတဲ့အဆင့်ကိုရောက်သူတို့ကိုယ်တိုင်ကဒီဟာကိုပြဿနာဆိုရာရုပ်ကင်းကင်းနေတဲ့အဆင့်ရောက်ပြီးတော့အခုကပြဿနာပြဿနာမှမတည်ရုံးထွက်နေတာပေါ့နော်ဆိုတော့အဲ့ဒါကတော့ဒီကခုနကဆိုင်ထက်တက်လာပြန်ငွေလူတာတခုရတော့ဆိုင်ပြောတယ်ဆိုတော့ခုနကငွေလို့ပြောတာပဲဆိုရင်ကျွန်တော်ဖမ်းမိတာရအများကြီးပါဖမ်းမိလိုက်ပြီဆိုရင်ဒီကရင်းမြပိုင်ရှင်းရဘယ်လိုလဲသူအိမ်ချိတ်ပိတ်မှာဆိုရင်ချိတ်ပိတ်ထားတဲ့အိမ်ကြီးအများကြီးပါပဲဘယ်ရောက်နေမှမသိဘူးအဲ့အိမ်ကလည်းရောင်းစားလာလားတဲပြည်သူပိုင်တိတ်နေလားဘယ်အောင်ရောက်လဲမသိဘူးအဲ့အိမ်ကိုရောင်းရင်တော့မှဒီနေ့ထက်အတွက်တော့ပြန်ပြီးတော့မှကုစားလို့ရတယ်အဲ့ဒါတွေက မဟုတ်ဘူးကစားအလုံးလိုက်တက်လိုက်မြင်မှာအလုံးလိုက်တက်လိုက်စီမံကိန်း project မှာအဲ့လိုပဲအခုခေတ်ကကျွန်တော်က project သားခေတ်စားနေတယ်အဲ့ project ထဲကျွန်တော်ကလောက်တက်ခိုင်တက်တဲ့လူသားချင်းတွေကိုမွေးထားရမယ်ဆိုလို့ရှိရင်ကျွန်တော်လူငယ်တွေကိုယ်တိုင်ကတက်ပြန်တော့ဖြည့်ရှင်းတဲ့လူရောက်ပြီဆိုရင်ဒီရဲ့မွေးရေးစေဝါကိုရောက်လို့တော့မလည်းမကြည့်ဘူးဒါတဘောပါပါဘောနော်ဆိုတော့ကျွန်တော်ကအခုကဘာမွေးထုတ်လဲဆိုလို့ရှိရင်ဘိုလောင်းနေမွေးထုတ်တယ်ဘာဘိုလောင်းနေအဲ့ဘိုလောင်းကိုယ်တိုင်ကရောက်လာတော့လေဒီဘိုလောင်းနေကပဲဦးစီးဦးဆောင်မေးစားနေဆိုတော့ အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကဘူလောင်းမကရဲမကလောက်ဝကမကထွေးအောင်ကအကုန်လုံးဆေးစစ်ရမှာမယ်သူတို့ဆေးစစ်မှာပဲသူတို့လည်းစားတယ်သူတို့စားမှာလည်းစားတယ်နည်း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 ရှော့ပါဆရာကြီးကလည်းအစိုးရကျမ်းမိုက်ဝင်းကြီးဌာနအရာရှိဖြစ်တော့ဆရာကြီးကရည်ပဲရည်နေနိုင်တယ်ပြန်ပြီးတော့ဒီလိုဟာဆရာတို့ကဟိုကျွန်တော်တို့ဒီ debate မျိုးကဆရာတို့ OPM farmer တွေနဲ့ကျွန်တော်ဆွေးနွေးပြီးပါပြီ OPM farmer တယောက်ကလူကျင်တာအကြီးအောင်သူ့ဝင်ငွေကသူ့ကလေးတယောက်ကိုတဲ့ ကြောင်းထားတာမန္တလေးတက်ထားတာတာထားတဲ့ခါမှာကလေးတယောက်ရဲ့တလတလကြောင်းစီက10သိန်းကုန်ပါတယ်တဲ့နော်ဒီ10သိန်းနောက်ကလေးနှစ်ယောက်ရှိတယ်သိန်း20အဲဒီကလေးကြောင်းထားဖို့အတွက်ကဘိန်းဆိုင်ရပါတယ်တဲ့အဲသူ့ကိုဒီဘိန်းကိုအစားထိုးပေးဖို့သူတလသိန်း20ရဖို့လို့ကျွန်တော်ကရှာပေးရမှာလို့ဖြစ်ဆိုလိုတာကတကယ်ပြက်ချင်လားတကယ်ဆက်ချင်လဲဆိုရင်ကျွန်တော်တို့ဘိန်းအစားတခြားပါကောင်းတယ်လေဒါအစိုးရအစားထိုးပေးရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ကသူကလည်း အရာတွေတော့မစွန့်လွတ်ချင်ဘူးကျွန်တော်ဘက်ကလည်းအစားထိုးမယ်လို့ပြောတဲ့အခါမှာသူတို့လိုအပ်တဲ့အောင်လိုရအစားမထိုးနိုင်ဘူးအစားမထိုးနိုင်တော့ဒီဂျိုင်းသူမရဟုတ်ကဲ့ဒါတခုပါနောက်ကျွန်တော်နောက်ထပ်ရထားတဲ့ဝင်ငွေကားဘာမဲမပေးဘူးလားဆိုတော့ဆရာပြောတဲ့ဒီအပင်တွေကိုမြေလံပြီးတော့ရထားတဲ့ဟာဒီဘာလို့တလဲဆိုတာလည်းပတ်သက်ပြီးဥပဒေတင်ထားတယ်အဲ့တော့ဥပဒေပြင်နေတယ်ဒီဥပဒေကိုအခုဒုသမရတည်ပြီးပြီလုံတီဥရောက်ပြီလုံတီဥကလည်းကက်ဘိနက်ကက်ဘိနက်ကမှကျွန်တော်တို့ကအခုလွှတ်တော်ရောက် ဒီလှုပ်တော်ကပြင်ပေးရင်ဒီပတ်ထဲမှာပြင်ပေးရင်ဆင်ပြေမယ်အဲ့ဒီလှုပ်တော်ထဲမှာကျွန်တော်တို့ထိတ်မဆဲရတဲ့ဖန်းစီရမိတဲ့ဟာတွေကချိတ်ပိတ်ပြီးနိုင်ငံတော်ဘတ်ဂျက်ပြတ်သွားပြီးဒီပတ်စံတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ငွေစည်းဝါးတားစီးနေနေအစားထိုးရေးမှာတုံးဝမရှိဘူးလုံးဝမရှိတဲ့အတွက်ကျွန်တော်တို့ကစာရွက်ပေါ်မှာသာဆွဲနေတာကိုယ်ဝန်ကြီးဌာနကိုဆက်ကျေးဇူးတင်ပါခုနလူငယ်တွေနဲ့ပတ်သက်ပြီးတော့လေနိုင်ရလှုပ်တော်မှန်းနေလှုပ်ရှားရလဲရှိရဆိုတော့ရန်ကုန်မှာတော့လူငယ်တွေဒီကော်ရှူတာတို့ဘာတို့ကတက်ပြီးတော့မြားနေဆိုတော့ အဲ့ဒါနဲ့ပတ်သက်ပြီးတော့လူငယ်တွေမွေးစေမတော့အောင်ဘာလုပ်လို့ရှိအာလူငယ်နဲ့ပတ်သက်လို့အဓိကတော့မြန်မာနိုင်ငံကလူငယ်တခုမဟုတ်ဘူးစနစ်တခုလုံးကိုပြန်တိဆောက်ရမယ်ကျမတို့အရင်ကအမြင့်ကစပြီးတော့ပြန်တိဆောက်မယ်အဲ့ဒါဒီပထမအခြေခံအကျဆုံးမှနေပြီးတော့ကျမတို့ဥပဒေတွေကိုလူအများအတွက်ဆွေးဖို့လိုအပ်တယ်နောက်တစ်ခုကပြဿနာကိုဖြေရှင်းတဲ့ဥပဒေဖြစ်တဲ့စေဘာတပြားလောက်မိတဲ့လူကြတော့ထောင်း6လောက်ချပြီးတော့အများကြီးမိတဲ့လူတွေကလွတ်နေတယ်အာလွတ်နေတယ်ဟုတ်တယ်မြန်မာနောက်တစ်ခုကခက်မမီတော့တဲ့အဲကျမ1990 မှာဆိုလို့ရှိရင်အဲ9000လောက်နောက်တစ်ခုက1000နဲ့9000နှစ်တို့ဆိုတော့တနိုင်ငံလုံးလူငယ်ပါဝင်တကဘာလုံးကိုဖျက်ဆီးနေတဲ့မူရစ်ဆေးဝါကိုဒီလောက် punishment ဒီဒီ sentence နဲ့ဆိုတိတ်နေလွန်းတယ်အဲအဲ့ထက်များတဲ့ sentence မှာလူကမလောက်တော့ဘဲနဲ့ကြောက်သွားတယ်ဒီမျိုးဟာတွေကိုပို့ပြီးတော့အာလုံးတင်တယ်ကျင်းလေးတဲ့ပြစ်တယ်နေချဖို့လူဒီမူရစ်ဆေးဝါလို့ပြောတဲ့ဟာမှာနေပြီးတော့မူရစ်ဆေးဝါတစ်ခုထဲမှာဘာတွေထည့်ရမလဲဆိုလို့ရှိရင်အရက်တို့ဘာတို့ဘာထည့်ရမလဲဥပမာကျမတို့ကိုရစ်ပြောမယ်ဆိုလို့ရှိရင်ကျမတို့ရခိုင်မှာ ရဲတောက်တဲ့ရခိုင်လုံးလူတွေတော်တော်များလာတယ်အခုဆိုလို့ရှိရင်ကျမနှစ်ပေါင်း20ကြာရခိုင်ပြန်သွားတဲ့အခါမှာအမျိုးသမီးတွေကိုယ်တိုင်အရဲတောက်နေတဲ့ဟာကိုတွေ့ရတယ်ကျမငငယ်တုန်းက16နှစ်သမီးလောက်အဲဒီကျမရွာမှာရှိတုန်းကအရဲရောင်းတဲ့အိမ်ဆိုလို့ရှိရင်နှိမ်ပဲရှိတယ်သူတို့ခွင့်ပြုချက်နဲ့ရောင်းရတယ်အခုဆိုလို့ရှိရင်အိမ်တိုင်းအရဲရောင်းလို့ရတယ်ဒါနေပြီးတော့ဥပဒေရဲ့လွတ်လွတ်လပ်လပ်ချင်းလုံးဝဘေးဥမဆိုင်ချင်းဖြစ်တယ်အဲကြောင့်မလို့ဒါတော့ဥပဒေနဲ့လုံးမယ်ဆိုလို့ရှိရင်ခုနရာခိုင်နှုန်းအပြင်အရက်ရောင်းမယ်ဆိုလို့ရှိရင်အခွန်ကိုတိုးကောက်တဲ့အရာမျိုး ောက်တစ်ခုကဒါကို trade လုပ်တဲ့သူကတကယ်အရင်မြေဟိုဦးလေးပြောသလိုပဲအရင်မြေကဘယ်နေရာမှာလဲဆိုတော့ရှားမယ်အရင်မြေမဟုတ်ဘဲနဲ့ပင်စီကိုမလုတ်ဘဲနဲ့ဂိုင်းဖြားတွေကိုဖြတ်နေသမျှကာလာပဲလို့မြန်မာနိုင်ငံဘလောက်တိုးတက်ဖို့ကြံစီလှုပ်ဆောင်ပါစေမအောင်မြင်နိုင်ဘူးကျေကျေကျေးဇူးတော်အဲ့ဆရာကြီးအကြက်ကစင်းနဲ့ကန်းနဲ့တော့တော့ကျမ်းမာရည်နဲ့ညင်းကြတယ်เนาะကျွန်တော်တို့ကျွန်တော်တို့ဒီကောင်ကအရက်ကတော့ကျွန်တော်တို့လောလောဆယ်မှာ recreation တဲ့မှာဒီ tobacco ပေါ့ tobacco alcohol smoke ပေါ့တို့တော့လေသူက substance abuse project ဆိုပြီးတော့ အရက် project တက်တက်ရှိပါတယ်ကျွန်တော်တို့ဘာ park capital consumption ဆိုတာတွက်လိုက်တယ်တစ်နှစ်လုံးမှာထုတ်လုပ်တဲ့အရက်ဘလောက်လဲနိုင်ငံသွင်းတာဘလောက်လဲလူဦးရေနဲ့စားလိုက်သုံးဆဘူးဘလောက်များတယ်လဲဂျပန်ပြည်ကိုကျွန်တော်တို့ကတော့အခုက list လုပ်လို့တောင်းလို့မရဘူးအဲ list မရှိဘူးအတိုင်းစားမရှိတော့ဟုံးဝင်နေတာရှိတယ်နောက်တစ်ခုကနေပြီးတော့ပြည်တွင်းဖြစ်ရက်နိုင်ငံခြားအရက်အဲ့လိုမျိုးအရက်တွေကိုဘယ်စနစ်ကမှဘယ်အစိုးရကမှနေပြီးတော့တနည်းကိုပြည်နယ်တစ်ခုကိုဘယ်လောက်ဘယ်တင်ဖို့ရောင်းချရမလဲ ဘယ်လောက်ပဲတောက်ရမယ်ဆိုတာမြန်မာနိုင်ငံမှာလုံးဝမရှိဘူးအဒီလိုမျိုးတော့တောက်နေမယ်ဆိုလို့ရှိရင်အကုန်လုံးတနိုင်ငံလုံးအရက်အိုးမြုပ်ဝဲရှိတော့တယ်ဖြစ်နေပါတော့ကျွန်တော်ဒီကောင်မချုပ်ခင်ပြည်သက်နှစ်ယောက်လောက်အလှည့်ပေးလိုက်ပါဦးမယ်ဦးတင်မောင်နဲ့ဒီဘက်ကညီလေးတယောက်နဲ့ရခိုင်မှာအရက်အရက်နဲ့ပြည့်စုံနေကြရတယ်ဒီရက်တွေကိုကျွန်တော်ဆိုလိုတာနေအောင်အရက်မတော့အောင်ကျွန်တော်တို့ကပညာပေးတဲ့အပြင်လက်တွဲလည်း ဖမ်းဖို့လိုရတယ်ဟိုကျွန်တော်တို့ဟိုတုန်းကဆိုလို့ရှိရင်အရက်ရောက်လို့ရှိရင်မောက်ခိုးအရက်တွေကိုဖတ်ခဲ့တယ်အခုကအရက်ကိုဘုံဘောလဘောဖြစ်တယ်တော့ရခိုင်တွေပြည့်စည်တယ်ဒါပါတယ်ပြီးတော့အဲ့ဒီအရက်တွေကစမ်းမိုင်းနဲ့ညင်ညွတ်စွာဆက်လုပ်ထားတဲ့အရက်တွေမဟုတ်ဘူးဓာတုပေဒါတွေနဲ့သုံးမြန်မြန်ချက်အဲ့တော့လက်တွေ့မှာစမ်းမိုင်းဌာနလို့ NGO တို့အစိုးရတို့ကလောက်ရမှာအရေးကလောက်ရမှာမလုပ်တဲ့အတွက်ကြောင့်ဒီလိုဖြစ်နေတာကျေးဇူးတင်ပါတယ်မရည်နဲ့နောက်မှာမရည်နောက်မှာကျွန်တော်ကြားဘူးတာလေနိုင်ငံတကာမှာလေဒီလူမှုအဖွဲ့အစည်းတွေပေါ့နော် အဲ့ဒါကိုအစိုးရကနေပြီးတော့ပတ်မိုးပေးတယ်လို့ပြောတယ်အခုကကျွန်တော်က injury ဆရာယူတယ်ဘောနော် injury တွေကလည်း focus လုပ်တဲ့နေမျိုးတွေရှိတယ်ဘောနော်ဒီနေမျိုးမတွားဘူးဒီမျိုးဆိုတော့ဒီလူငယ်အဖွဲ့လေးတွေဘောနော် အစိုးရကနေပြီးတော့ပတ်အောင်ပေးပါဘောနော်အဲ့ဒါလေးကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာကတော့လူငယ်တွေမူရသားကောင်ဖြစ်နေတာဒါကိုဘယ်လိုရုန်းထွက်အောင်လုပ်ကြမလဲဘယ်လိုနီးလာနေရှာကြမလဲဒီကြောင်းဆွေးနွေးနေတာပါအခုတော့ဏိကုံချုပ်မှတ်ချက်စကားတခွန်းစီနဲ့ကျွန်တော် အဆုံးသတ်ချင်ပါတယ်အဲ့တော့ဥမြင့်ခိုင်ကကျွန်တော်စခြင်းတယ်ပညာပေးလုပ်ငန်းတွေလုပ်နေတယ်စီမံကိန်းတွေလုပ်နေတယ်ဒါပေမဲ့ဒါကလည်းနိုင်တဲ့လောက်လုပ်ရတာပေါ့အဲ့တော့ဒီနေ့ပို့ပြီးတော့ဘာလုပ်နိုင်မလဲဒီလူငယ်တွေဝိစေဝါမတော့အောင်တားဆီးအောင်ရေတော့ကတော့ကျွန်တော်တို့လုပ်တဲ့လုပ်ငန်းကတော့ဟာဟောပြောခန်းနေတဲ့ဒါပညာပေးရဲ့လုပ်ငန်းတွေအခုနောက်ပိုင်းကျွန်တော်တို့ကဒီဟောပြောခန်းနေမှာကျွန်တော်တို့ပညာပေးတာတဲ့သူတို့ကိုလူနည်းစုလေးကိုပညာပေးတာပို့ထိရောက်တယ်ဥပမာ10ယောက်15ယောက်အဲ့ဒီမှာကျွန်တော်တို့ကနီးပြတ်တယောက် ဟိုအရင်တော့က one way အခုစင် two way အဲကျွန်တော်ဆီကပြောတယ်သူတို့ကပြန်မေးတယ် discussion နှစ်ခုနှစ်ဖက်ကိုကျွန်တော်တို့အခုဆောင်ရွက်တဲ့လုပ်ငန်းတစ်ဖက်ကလည်းတစ်ဖက်ကမိဘကိုလည်းကျွန်တော်တို့ကဝင်တယ်အဲ့တော့သူတို့ရဲ့မိဘတွေလည်းဝင်တယ်သူတို့သားသမီးလည်းဝင်တယ်အဲ့တော့ကျွန်တော်တို့ကလည်းအတင်းတင်းနေတယ်ကိုချောပေါ့ကိုရတရတဲ့အတင်းတင်းအဲ့တော့ကျွန်တော်တို့တို့နိုင်တဲ့အပိုင်းတွေကိုတော့ကျွန်တော်တို့အကုန်လုပ်တယ်အဲ့တော့ကျွန်တော်တို့ခုနကပြောလို့ကျွန်တော်တို့အများအားဖြင့်ပြောတယ်အဲ့ဒါကန်းစက်မှာရေတက်လာရင်တော့ကြံကားလေးတွေပါလာတာပဲ ရေးစင်းသွားရင်တော့ကြံခဲ့တဲ့ကြံငါးလေးတွေရှိမယ်အဲ့ရှိတဲ့ကြံငါးလေးတွေကျွန်တော်တို့လမ်းလျှောက်ရင်သွားလို့မြင်တဲ့ကြံငါးလေးတွေကျွန်တော်ရေးတဲ့ပြန်ထည့်မှာပါမမြင်နိုင်တဲ့ခြုံွယ်မှာရှိတဲ့ကြံငါးလေးတွေတော့မတတ်နိုင်ပါဘူးကျွန်တော်တို့ရဲ့တပိုင်းတန်တိုင်းအနေနဲ့ပဲဆောင်ရွက်တဲ့လုပ်ငန်းတွေလမ်းတော်တော့လုပ်မယ်အများစုကတော့မတတ်နိုင်ခံရပါဘူးဒေါက်တာတွေလွတ်တော်တွေရောက်ရင်မလုပ်မယ်အစိုးရကိုယ်တိုင်ကဒီ law enforcement နဲ့ဒါကိုတားဆီးရပါမယ်အရေးယူပါမယ်နောက်တစ်ခုကမိဘတွေကိုနေပြီးတော့ nationwide ဒီတာသမီနဲ့မိဘနေပြီးတော့ အကောင်းကောင်းမွန်မွန်ကျမတို့ပွင့်လင်းတဲ့မိသားစုအတိုင်းအဝန်တစ်ခုကိုတိဆောက်ဖို့တိဆောက်တဲ့ပုံစံမျိုးနဲ့မိဘတွေကချင်းကပ်လို့ရမယ်နောက်တစ်ခုကပညာရေးစနစ်တစ်ခုလုံးဝကိုကျမတို့ကပြောင်းရမယ်ဒီတနိုင်ငံလုံးအဖြစ် dress ကိုပြောမယ်ဆိုလို့ရှင်အခုကမူရစ်ဆေးဝါးထက်မှာအရှက်လဲပါတယ်အဲ့ဒါကိုနေပြီးတော့ကျမတို့အရှက်ကိုဘယ်လောက်ရာခိုင်နှုန်းကိုဖြင့်အသက်ဆက်ရှင်နေမပြေဘူးနဲ့လုံးဝမတော့ရဘူးဆိုတော့ဝယ်လို့မရပါဘူးဆိုတော့ဥပဒေမျိုးသားမြန်မာနိုင်ငံမှာရှိလာမယ်ဆိုလို့ရှင်ဒါတွေပို့ပြီးတော့ထိအောင်ပါဟုတ်ကဲ့အဲ့တော့မထုမီယာပြောတယ်အစိုးရမိပါပညာရေးစနစ် တကယ်တော့ចောင်းနေမှာဆရာဆက်တင်ចောင်းနေမှာရှိပြီသားနော်မိဘဆရာចောင်းသားသုံးသုံးဖလေလောက်အောင်ပြဆက်ဆက်လက်ကင်းစေအမှန်ကင်းစေမူရင်ပြဆက်ဒါမှလက်တွေ့အကောင့်တွေဖုံမှုအားနေလို့ဒါမှမအောင်မြင်လို့ဒါမှဖြစ်မယ်အဲ့တော့စိတ်ဘာမှထပ်ပြီးတော့ဖြစ်ကျွန်တော်ပြောချင်တာကတော့ဥကဆရာတို့ခုကဘလို့ကောက်ွယ်မလဲဆိုတဲ့အပိုင်းကိုမရောက်ဖက်နဲ့ဖန်တစီတွေရောက်သွားလို့ကျွန်တော်တို့ကကျွန်တော်ပြောချင်တာကဆက်ဝင်တယ်ကိုမရောက်တော့ဘူးဖြစ်နေတာမရောက်ဘူးကျွန်တော်လိုတဲ့ဒီရဲ့ essence ကဒီရဲ့ဒီ basic essence ကိုမရောက်သွားဘူးဆိုတော့ဒီလိုပါ တစ်ကကျွန်တော်တို့ကအခြေခံကိုအုံထောက်ကိုကြည့်ရတယ်အဲ့တော့ဒီလူငယ်ဘဝမရောက်ခင်မှာမိကောင်ပေါ့ဘဝကိုဖျက်သိမ်းပါတယ်အသက်20ရောက်မှလူတယောက်ရဲ့ prefrontal လို့ရှေ့အုံထောက်ရှေ့ခြမ်းစဉ်းစားတဲ့ရှေ့ခြမ်းဒီအသက်20မှာမှ fully develop ဖြစ်တယ်အဲ့တော့စဉ်းစားတာတယောက်မလို့အသက်20အောက်မှာလောက်တဲ့ကလေးတွေကစိတ်ခံစားမှုသမီးတို့ကတော့နှလုံးသားနဲ့စဉ်းစားတယ်တချို့ model တွေကပြောတယ်တချို့ model ကလည်းကြီးသွားတော့သမီးကအုံထောက်နဲ့စဉ်းစားတယ်အချက်ကို ဆိုတော့ this is right ကိုမိုင်းသိန်းဆို20ကျော်ပါပြီနော်ကျော်ပြီဆရာအခုနောက်နဲ့စဉ်းစားတယ်စဉ်းစားတဲ့ခါကျတော့ဘာလို့ဆေးဆွဲလိုက်တဲ့ခါမှာကင်ကင်ရမိကောင်ပေါက်ပွားနဲ့7 7 7 3ဦးရလေးတွေစဆီဆွဲသွားတယ်ပို့ပြီးတော့ကြာတယ် long lasting ပေါ့ impact သူတို့ထိခိုက်မှုရများတယ်ကြီးလာတဲ့ခါကျတော့ဒီက develop ဖြစ်လာတယ် effect ကိုစဉ်းစားတယ်ငါပါကြအောင်ဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ school curriculum မှာဘယ်အရွယ်ရစပြီးတော့ငွေစေဝါနဲ့ပတ်သက်တဲ့ပညာရေးထည့်မလဲဆိုကျွန်တော်အဲ့ဒါနဲ့စုံပြတယ်ဒါတစ်ခက်တစ်ချက်ပေါ့နော် နောက်တစ်ခုက school based လို့မလား family based လို့မလားပေါ့ group branching family based လို့ရင်နိုင်တယ်နောက်တစ်ခုကော်ရှူတဲ့ပြဿနာကျွန်တော်ထုတ်ထားပြီးသားပါ pamphlet ထုတ်ထားပြီးသားဖြစ်ပါတယ်စိတ်ကြယူဆတဲ့တွေကကျွန်တော်တို့ဆရာဝန်တွေကုထုံး guide လိုက်အောင်ဒီနှစ်ထွက်ပါမယ် budget စောင့်နေတယ်နောက်တစ်ခုအားလုံးလူငယ်တွေအတွက်အဆိုင်နဲ့ခုနအရက်စစ်လိမ်မှုရေးစီပေါင်း mobile application မှာတခါလေးထည့်ပါမယ် mobile application နဲ့သွားပါမယ်အဲဒါဆိုနှုတ်ဆိုကျွန်တော်တို့နေရာရှာရတာနဲ့လူစုရတာတပီလုံးကိုမပြောင်းဘူး တော့လူတိုင်းလူတိုင်းမိုဘိုင်းကင်တန်တဲ့အတွက်အဲ့ဒီမှာ message တွေအကုန်လုံးရမှတ်ရေးသတင်းချက်လက်တွေကျွန်တော်တို့ပါမှာဖြစ်ပါတယ်ဒါကျွန်တော်အပိုင်းပြပြတော့ mind thing ဆိုတာရောဘာဖြစ်ဟုတ်ကျွန်တော်ကလူငယ်ဆိုတော့လေနော်ကျွန်တော်လူငယ်တန်းမှာကျွန်တော်ရှေ့အောင်တော့ဖွင့်ပြပြီးလူငယ်ပေါ့အချိန်နေပိုးနေတာမျိုးအလုတ်လက်မဲ့ဖြစ်နေတာမျိုးဘွဲတွေဓာတ်ပုံတွေချိတ်ပြီးတော့မှအာမခံချက်မရှိတာမျိုးဆိုတာမျိုးကနေလွတ်မြောက်ဖို့အတွက်ကတော့ကျွန်တော်ကဒီရက် အခြေခံမယားရေးစနစ်ကိုကောင်းကောင်းမွန်မွန်ပြုပြင်ပေးစေချင်ပါတယ်အခုတော့မှကျွန်တော်တို့လူငယ်တွေကတိုင်းပြည်ထူထောင်ဖို့နေရာမှာရန်အရေးကြီးတဲ့ကာလဖြစ်နေတယ်ဘယ်နေရာထားမလဲကျွန်တော်တို့လူငယ်တွေကိုကျုံတို့ပဲထဲမှာလားကျွန်တော်တို့လူငယ်ကအခုပညာရေးစနစ်တောင်းဆိုနေတယ်အခုတိုင်းထောင်ထဲကနေမထွက်နိုင်နေရတယ်ဟိုထောင်ထဲထဲလာတော့နှောင်းလာတော့ဆိုတော့ဒီလိုဒီလိုဆောင်ဆွေးနွေးသူတွေရဲ့ဒီကွန်ချုပ်မှတ်ချက်စကားတွေအပြီးမှာကတ်တွန်းဆရာကဘယ်လိုရေးဆွဲသေးဖို့ပေါ်လာလဲဆိုတော့ကျွန်တော်တို့ကြည့်အောင်ဗျာကျွန်တော်တို့လူငယ်တွေကြားမှာပြန့်နှံ့နေတဲ့မူရစ်စို့ ဟိုပုံဖော်ပြီးတော့တရုပ်ခေါ်တော့ကျွန်တော်ဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာကမူရသားကောင်ဖြစ်နေတဲ့လူငယ်တွေကိုဘယ်လိုယုံထောက်အောင်လုပ်မလဲဒီလမ်းတွေဘယ်လိုရှာကြအောင်လဲဒီကြောင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်ချိန်တိုင်းတိုင်းရဒီမှာပဲရက်မှာဖြစ်ပါတယ်ကျွန်တော်ဒီဒီဘက်ရဲ့ဆောင်ပုတ်ကတော့ကျွန်တော်ဒီဘက်လုပ်ကြတယ်ပေးသက်ကဝေဖန်ပိုင်းခြားသုံးသက်ဆုံးဖြတ်ပါဆိုတဲ့ဆောင်ပုတ်အတိုင်းပါပဲဆက်ပြီးဆွေးနွေးကြရရှိရဆိုရင် Facebook မှာဒီဒီဘက်ကိုရှာပြီးတော့ဆက်ဆွေးနွေးလို့ရပါတယ်ဒီ season နဲ့ပြန်ကြည့်မယ်ဆိုရင် dbb.net မှာပြန်ကြည့်လို့ရပါတယ်ကျွန်တော်တို့တခုဝေဖန်မယ်စာရေးမယ်ဆိုရင် email ကြည့်လို့ရပါတယ် debate@dbb.net လို့ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကမျိုးသားထပ်ကျွန်တော်မှတ်ရတဲ့ပုံလေးတော့ပုံတော့ရရအောင်